င်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ ABK channel မှာကြိုဆိုပါရစေ။ယနေ့ဗီဒီယိုလေးမှာတော့ဘုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့မဂ်ဂင်ရှင်ပါအကြောင်းကိုလို့တို့ရှင်းလေးတင်ပြပေးမှာဖြစ်ပါတယ်။မဂ်ဂင်ရှင်ပါဆိုတာတိသမာဓိဋ္ဌိမှန်ကန်သောအမြင်မှန်ကန်သောအမြင်ဆိုတာကံကံရဲ့အကျိုးကိုယုံကြည်တာကုသိုလ်အကုသိုလ်ကိုသိမြင်တာသစ္စာလေးပါးတရားဖြစ်တဲ့ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာနဲ့မဂ္ဂသစ္စာတို့ကိုမှန်ကန်စွာသိမြင်နားလည်တာကိုဆုံးလိုပါလေ။လောကအမြင်မှန်ရဖို့အတွက်အခြေခံကြဆုံးလည်းဖြစ်ပါလေ။မေသမာသင်္ကပ္ပမှန်ကန်သောဉာဏ်စီမှန်ကန်သောဉာဏ်စီဆိုတာသူတစ်ပါးကိုဒုက္ခပေးလိုတဲ့စိတ်မကောင်းချင်လိုတဲ့စိတ်ကာမဂုဏ်မှာတတ်မှတ်တဲ့စိတ်တွေကိုရှောင်ကျဉ်ပြီးမေတ္တာကရုဏာနဲ့ပြေးပါတဲ့အထွေကိုကျင့်သင်လာနဲ့ပြည့်စုံတဲ့အထွေတွေကိုဉာဏ်စီတာကိုဆုံးလိုပါလေ။သော သမဝါစာမှန်ကန်သောစကားမှန်ကန်သောစကားဆိုတာမဟုတ်မမှန်ပြောတာခုံတိုက်စကားပြောတာချမ်းတမ်းတဲ့စကားပြောတာအိဗယ်မရှိတဲ့စကားပြောတာစာရာလေးကိုရှောင်ကျင်ပြီးမှန်ကန်တဲ့စကားချူတာပြီးချူရှိတဲ့စကားလေးကို ပြောဆိုတာကိုဆိုလိုပါလေ၄သမတန်ကမ္မန္တမှန်ကန်သောလူရမှန်ကန်သောလူရဆိုတာသူတစ်ပါးရဲ့တက်ကိုတတ်တာ င်းသွားပစ္စည်းကိုခိုးယူတာကာမဂုဏ်တွေကိုမာရင်စွာချင်းသုံးတာတွေကိုရှောင်ခြင်းပြီး သူတို့ဘာအသက်ကိုမတတ်ပဲနေတာမခိုးပဲနေတာကာမဂုဏ်တွေမှာမှန်ကန်စွာချင်းသုံးတာစတဲ့ကောင်းမွန်တဲ့ကိုယ်အမှုရာလောက်ရမှန်းများကိုဆုလိုပါတယ်။ငါတမအားစီကမှန်ကန်သောတံမွေမှုမှန်ကန်သောတံမွေမှုဆိုတာတံမွေဝန်းချောင်းပြူတဲ့အခါသူတို့ဘာကိုဒုက္ခပေးမဲ့နိလန်းတွေဥပမာလက်နဲ့ရောင်းတာအစိတ်ရောင်းတာ တရားဝါတွေကိုညှဉ်းပန်းနှိပ်စက်ပြီးလောက်ကိုင်းတာစာဓာတွေကိုရှောင်ကျဉ်ပြီးတရားဓမ္မနဲ့ညီရောသားဖြောင်းမဲ့စွာတမွေးတာကိုဆုလိုပါတယ်6တမဝါယမမံကန်သော အာထုံမှုမံကန်သောအာထုံမှုဆိုတာမကောင်းမှုတွေကိုမဖြစ်အောင်ဒါစီတာဖြစ်ပြီးသားမကောင်းမှုတွေကိုဖယ်ရှားတာမဖြစ်သေးတဲ့ကောင်းမှုတွေကိုဖြစ်အောင်ကြိုးစားတာဖြစ်ပြီးသားကောင်းမှုတွေကိုပွားများအောင်အာထုံတာစတဲ့တတိ ဝရိယနဲ့ရှင်တဲ့မှန်ကန်တဲ့လုံလဝရိယကိုဆုလို့ပါလေ။ခொနည်းတမာတတိမှန်ကန်သောတတိမှန်ကန်သောတတိဆိုတာဟာကိုယ့်ရဲ့ကိုယ်ခန္ဓာခံစားချက် စိတ်နဲ့သဘာဝဓမ္မတရားတွေပေါ်မှာ အမြဲတတိထားဆင်ခြင်နေတာကိုဆုလို့ပါလေ။တဏီအဖြစ်ပြေဆုံးပန်တဲ့နေရာမှာတတိနဲ့နေပြီးမျက်မှောက်ပြုတဲ့သဘာဝတရားတွေကိုသိမှတ်နေခြင်းပဲဖြစ်ပါတယ်။၈။တမာတမာတိမှန်ကန်သောတည်ခြင်းမှု မှန်ကန်သောတည်ခြင်းမှုဆိုတာဟာစိတ်ကိုတခုတည်းသောအာယုံပေါ်မှာစူးစိပြီးမပြန့်လွင့်အောင်ထိန်းချုပ်ထားနိုင်တာကိုဆိုလိုပါတယ်။တဏှာဖြင့်တရားအားထုတ်တဲ့အခါမှာစိတ်ကိုငြိမ်သက်တည်ကြည်အောင်ထားနိုင်တဲ့အခြေအနေကိုဆိုလိုတာဖြစ်ပါတယ်။ဒီမဂ်ကိရှိပါဟာတခုနဲ့တခုဆက်ဆက်နေပြီးဗုဒ္ဓဘာသာဝင်များရဲ့အန်တီဘန်ရင်မဲ့ချက်ပန်းနိုင်ဖြစ်တဲ့နိဗ္ဗာန်ကိုရှောက်လန်းဖို့အတွက်အလွန်အရေးကြီးတဲ့တရားဓမ္မတွေပဲဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ